ဲကျွန်တော် reaction လောက်ချင်တဲ့ video file လေးကတော့နော် line ပေါ်မှာရုပ်တည်နဲ့မဟုတ်တာတွေကိုဟုတ်ပါတယ်ဟုတ်တာကို မဟုတ်ပါဘူးဗယံမတာ ပြောနေတဲ့စနိုက်ကျော်စုဆိုတဲ့မင်းရဲ့ပိန်မရဲ့ video file ကိုလောက်ချင်တာဖြစ်ပါတယ်ကြည့်ပါပါကျွန်တော်ဒူနော်ပထမဆုံးသတင်းလေးနဲ့ပေါင်းတယ်ပီတက်တွေလောက်သွားတဲ့လုံဆောင်ချက်လေးပေါ့နော်ဒါလေးကျွန်မပြောပြချင်ပါတယ်။အုတ်ချွေမှုတအူးကို တွေ့မှုတအုပ်ကိုရွေးကောက်ပွဲအတွက်အားတက်တရောလိုက်လံလုံးဆောင်ပါတယ်ဆိုပြီးတော့ PDF တွေကတက်ဖြတ်သွားခဲ့ပါတယ်။ပေါင်းတဲ့ PDF တွေပါရှင်တော်တော်ဆောင်းကြွစိတ်မကောင်းစရာနော်စိတ်မကောင်းအောင်ပြည်လားအနေပါတယ်။ကိုရိုင်းဒေတာကြီးကပေါင်းတဲ့ PDF တွေကဆိုရင်အုပ်ချုပ်မှုတယောက်ကိုတက်ဖြတ်တဲ့ကိစ္စလုံးဆောင်ခဲ့ပါတယ်။ပြီးရခါမှာဆိုသူတို့ဖွဲ့ဝင်ခံလဲပေါ့နော်။ဘလို့ဝင်ခံလဲဆိုတော့ဘကိုတိုင်းဒေတာကြီး PKI ပေါင်းတဲ့မြို့နယ်ရွာပလဲအုပ်စုရေဆဲကြီးရွာနေအုပ်ချုပ်မှုဦးဝင်းမြင့်ကိုတဲ့ရွေးကောက်ပွဲမှာအတက်တရောပေါင်းဝင်လှုပ်ဆောင်နေပေါ့နော် ဒါပြင်စစ်မှုထမ်းတွေစုဆောင်ပေးတယ်ဆိုတဲ့ကိစ္စတွေလှုပ်ဆောင်တဲ့အတွက်သူတို့ကလှုပ်ကြံတက်ဖြတ်ခဲ့ပါတယ်ဆိုတော့ဝန်ခံထားပါတယ်လှုပ်ကြံတက်ဖြတ်လိုက်တဲ့အဖွဲ့ကတော့ NUG ရဲ့ view ဟာ27ကိုကဲမှုအောက်မှာရှိတဲ့363ရက်တက်ရင်တက်ခွဲ9ကပြည်တဲ့တည်းကအုတ်ချွေမှုရဲ့နေအိမ်ထိသွားရောက်ပြီးတော့ပြစ်ခတ်လှုပ်ကြံခဲ့တာဖြစ်ပါတယ်အုတ်ချွေမှုကဆိုရင်ပြစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့်နေရာမှာပဲပွဲချင်းပြီးသိမ်းဆုံးခဲ့ရပါတယ်ရှင်စိတ်မကောင်းဘူးနော်ပြောရမယ်ဆိုတော့ပေါင်းတဲ့ပြည်တဲ့တည်းကရန်ငါစီးပြတ်သွားခဲ့ပါပြီ သူတို့ရန်ကစီးပြတ်တယ်ဆိုတာကိုလည်းဒီလိုမျိုးဖြစ်ရတဲ့အတိုင်းတသက်ပြလိုက်တာဖြစ်ပါတယ်။အမေမေတတိုင်းမြေတုံးဘုံလိုက်ကြဲပြီးမီးချိုနေတဲ့ဒူတွေကပြောတဲ့စကားနော်တတိချာချာနားထောင်ပြီးချာနားထောင်ရွေးကောက်ပွဲကိုတေချာပေါက်နှောက်ရက်ဖြက်စီးမှာပါ။ဒါပြင်အကြမ်းဖက်မှုတွေကျူးလွန်ပြီးတော့အချွေမှုတွေကိုတတ်ဖြတ်တာတွေကိုဇက်တိုက်လုံးဆောင်မယ်။ရွေးကောက်ပွဲမှာပါဝင်လာတဲ့လူတွေကိုလည်းပြည်သူတွေကိုလည်းပေါ့နော်။နှိပ်စက်မှုတွေအကြမ်းဖက်မှုတွေဇက်တိုက်လုံးဆောင်မယ်ဆိုတာသိကြပါတယ်။ဟဲ့မကူနဲ့ပြည်သူကိုလက်ပြားနဲ့မရှိဘူး။ နော်အခုအဲ့ဒီအုတ်ချုပ်ရေးမူးကိုချက်ချင်းသွားတက်လိုက်တာလားအရင်တတိပေးပြီးမှသွားပြစ်တာလားနော်အဲ့ဒါလေးဖြတ်ပြောပါစကားပြောရင်ကောင်းအောင်ပြောရတယ်နော်ချက်ချင်းလာပြီးဟုတ်တိုင်းသွားပြစ်တက်လိုက်တာလားဒီလက်ရှိပြည်သူအများစုဟုတ်တယ်နော်ငါပြောတဲ့စကားမှားရင်လာခဲ့နော်လက်ရှိမင်းအောင်နိုင်ကျင်းပတဲ့ရွေးကောက်ပွဲကိုမြန်မာနိုင်ငံပြည်သူအများစုကလက်မခံဘူးလက်မခံတဲ့အတွက်ဒီရွေးကောက်ပွဲဟာတရားမဝင် ရာဇဝတ်တားကပြုတ်လုတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်တရားမဝင်တဲ့ရွေးကောက်ပွဲ။ဘာဖြစ်လဲမင်းအောင်နိုင်ဒီရာဇဝတ်တားတူအာနာတိန်းတာဒီမနက်9နာရီမှတမတော်လာဖမ်းတာ9နာရီမှကာလုံခေါ်တာသူဒီအဲ့တော်တည်းကဥပဒေကိုဖောက်ဖျက်ပြီးအာနာတိန်းတဲ့ရာဇဝတ်ကောင်ဖြစ်နေပြီနော်။နိုင်ငံတော်ကျေးဇူးတစ္ဆာဖောက်ဖျက်ပြီးနိုင်ငံတော်ပုံကံမှုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ရာဇဝတ်ကောင်ကလှုပ်တဲ့ဘာလှုပ်လို့ဘာမိုက်ဖြစ်တခုမှဘာမဝင်ဘူး။ အဲ့တော့အဲ့ဒီရာဇဝတ်ကောင်ကလှုပ်တဲ့ရွေးကောက်ပွဲကိုအတက်ဝင်အောင်တို့လိုက်လံလှုပ်ပေးနေတဲ့သူဟာဘာဖြစ်တယ်ရာဇဝတ်အားပေးပဲနော်အဲ့တော့အဲ့လိုမလှုပ်ဖို့ကိုအရင်တတိမပေးပဲလားတတိပေးထားတယ်တတိပေးနေတဲ့တာထဲမှာစောက်ပြုမဆိုင်ဘူးဆက်လှုပ်မဆိုလှုပ်ပေါ့ဒါကဥပဒေကြောင့်တိုင်းသွားပဲရှင်းတယ်နော်ဟုတ်တယ်မလားဒါကြမှာအများကြီးတော့မပြောချင်တော့ဘူးပေါ့နော်ဒီပေါင်းတဲ့ပီတက်တွေကရန်ငါစီးပြတ်သွားပြီဖြစ်တဲ့အတွက်ကိုကျန်းပတ်သမားတွေကို နှိမ်နေရမဲ့သူတွေကလည်းညံငါစီးပြတ်ဖို့လိုပါတယ်အခုဆိုရင်ကျမတို့ကပီတက်တွေချိုးတယ်။ဟုတ်တယ်။တို့ကတို့ကနှိမ်နေနိုင်ရန်ကစည်းမပြတ်ဘူးနော်။ဟုတ်တယ်မဟုတ်လား။အသေးချာကိုချော့ပြီးတော့နှိမ်နေတာ။ပြာပုံလေးပဲကြံမိခဲ့တယ်။အချာပြီးတော့အလင်းဝင်နေပေါ့နော်။လက်နဲ့ချအလင်းဝင်ပြန်တော့မှဆိုရင်တို့အရင်ကလုတ်ခဲ့တဲ့ပြင့်မှုတွေကိုပြန်လဲဖော်ထုတ်ပြီးရေးယူတာမျိုးရှိလားမရှိလားကျမတို့မသိရအောင်ရှင့်။ကျမတို့နိုင်ငံမှာသိရတဲ့အတိုင်းပါပဲ။မသိရဘူးဆိုတော့ပြောက်သွားတာဟုတ် တခါလဲရှင်းခံကြည့်လိုက်တာဟောအလင်းဝင်သွားလဲဆိုပြီးတော့အဲ့ဒီအမောင်လေးကိုပြန်ဝမ်းတူမှန်မြတ်ဘဒုပြန်ပေါ်လာတာတွေ့တယ်ဟိုရက်ကရန်ကုန်ကတည်းကမအေးရအမခံပြီးလို့ခေါ်တယ်တဲ့မေရအာမခံနဲ့လာခဲ့စစ်တပ်ကငါပြောဘူးပဲမဖမ်းဘူးပြောရတာထမင်းစားနေလို့ကြီးတယ်လာခေါ်ရတာပြောက်သွားနောက်နေ့အလောင်းမရတယ်နင်းအောင်နေရတယ်ဆိုအဲ့လိုကောင်မျိုးသေလို့မတနာဘူးတရားချင်းနေမဟန်လက်နဲ့ချပြီးလင်းဝင်နေဆိုတော့ခေါင်းစဉ်အောက်ကိုသွားကြတာပေါ့နော် သူတို့အလင်းမဝင်ခင်မှာဒီလိုမျိုးရက်ဆက်ရုပ်มาတယ်လောလောဆယ်တော့အလင်းဝင်နေတာကလေနတ်ရေကန်စစ်ခွေးတွေတိလာအေးရှိမှာဓာတ်ပုံနဲ့ဗီဒီယိုတွေတစ်ခုပြပေးနေတယ်နော်အဲ့ဒါဘဒုကအလင်းဝင်လဲဆိုအမှတွားကြည့်နော်ဗီဒီယိုဖိုင်ဟောဓာတ်ပုံဟောနော်ပတ်စံနဲ့အလင်းဝင်ခိုင်းတာမဟုတ်ငါတို့ကလက်တွေ့ပြတာတိလာကျူးလွန်ခဲ့တာဆိုရင်ဒီလိုအမှုတွေအတွက်တရားမျှတမှုဘယ်သူကပေးมาလဲရှင့်မင်းနိုင်သောတော့အခုဆိုအုတ်ချွေမှုတက်ဖြတ်သွားတယ် ဒီပီတက်တွေတစ်ချိန်ချင်းမှာအလင်းဝင်မလာပါဘူးလို့ဘသူကအမှတ်ခံပါလေအလင်းဝင်လာရင်ရောအုတ်ချွေမူတက်ဖြတ်သွားခဲ့တဲ့အပြစ်ကိုဘသူကကိုစားကြခံပေးမှာလေဒီလူသက်မှုအတွက်ကိုဘသူကအပြစ်ခံယူပေးမှာလဲရှင့်ဒါလူသက်မှုကျွန်တော်ပြည်သူတွေကပပောင်းဆုံးဘယ်ရန်ကြည့်တယ်ဟုတ်ကဲ့ဒါလူသက်မှုဆိုရင်အဲ့ဒါဆိုရင်ဒီဒီအုတ်ချွေမှုတယောက်တည်တဲ့ကိစ္စကိုလူသက်မှုကိုဘလူအပြစ်ခံရဆိုဗစီကြီးမှလူပေါင်း160ကျော်တည်တယ်ဒီဘဲရင်းမှလူ20ကျော်တည်တယ်အဲ့လို20အထက်တည်ရတဲ့ဖြစ်စဉ်ပေါင်း လေရင်နဲ့ဘုံကျဲတို့မြန်မာပြည်မှာဘလောက်တည်ပြီးွားပြီလေအဲ့ဒီလူတွေကိုနင်းဝင်နင်းတောင်းဝင်ခံမလားဒါမှမဟုတ်နေကိုကျုံးနေတဲ့စစ်ခွေးတွေတောင်းဝင်ခံမလားဒါမှမဟုတ်မင်းအောင်လိုက်တောင်းဝင်ခံမလားဘလူးတောင်းဝင်ခံမလဲအဲ့ဒါတွေအရင်ပြောပြနော်အဲ့ဒါတွေပြောပြပြီးမှတယောက်ချင်းတည်တဲ့ဒီအုတ်ကြီးရဲ့ကိစ္စတော့ကိုလာပြောနော်ဟိုမှာအတက်မပြည့်ခလေးလေးတွေကိုရက်ကဆိုရင်မတည်ွားတာ6နှစ်အကနေ7နှစ်ကြာခလေး9ယောက်တည်ွားတယ်နင်တို့လေရင်နဲ့ဘုံကျဲလို့ကဲအဲ့ဒါတွေဘလူးတောင်းဝင်ခံမလဲအဲ့ဒါလူတက်မှုအစ်စ်နော် အောက်ချုပ်ရေးမှုဆိုတာကဒီတရားမဝင်ရင်ကောင်တဲ့ရွေးကောက်ပွဲကိုလိုက်လို့သူ့မှာအပြစ်ရှိတယ်ရာဇဝတ်သားဟိုကလေးတွေကဘာမှအသက်လည်းမပြည့်သေးဘူးအပြစ်လည်းမရှိဘူးအဲ့တော့ကလေးပေါင်းဘယ်လောက်တည်သွားပြီးရာကျော်သွားပြီအဲ့တော့ဘရူတောင်ဝင်ခံပါလေဟမ်ဒီလိုပဲကတ်တ်ထားတာအာတခေါ်ကလူဖြစ်နေသေးတယ်ညောင်လောင်းမလာပါလေလက်နဲ့တိုင်ကြတယ်အကျန်းဖတ်ကြတယ်ပြည်သူဒုက္ခတွေပေးကြတယ်ပြည်သူတို့ပါဇက်ကပြောတတ်တယ်တရားမျှတမှုအတွက် ငါတို့နိုင်ငံလွတ်လပ်ဖို့အတွက်စစ်အာဏာရှင်အောက်ကနေရုံးထွက်နိုင်ဖို့အတွက်ဆိုတဲ့ခေါင်းစဉ်တွေနဲ့လှုံ့ဆော်ကြတယ်။ပြီးလို့ရှိရင်တို့တတ်ဖြတ်တာကြည်လိုက်ပြည်သူတွေပဲရွေးပြီးတတ်ဖြတ်တာ။ပြောရမယ်ဆိုဒီဖြစ်စဉ်မှာပြောရနော်ပြည်သူတွေပဲရွေးတတ်ဖြတ်နော်။โอเคပြောတာပြီးလို့ပေါင်းပြောမယ်။အမတော်သားနဲ့ပြည်ချက်တွေသိဆုံးမှုထက်စားရင်လက်နက်ကိုင်တဲ့အဖွဲ့တွေပေါ့နော်။အဲ့ဒီအဖွဲ့တွေရဲ့သိဆုံးမှုထက်စားရင်ပြည်သူတွေသိဆုံးမှုကပိုပြီးတော့များနေတယ်လို့ပဲရှင်း။မမြောင်းဆိုတော့မှအရေးတွက်ကအတူတူလောက်ရှိတယ်။ပြည်သူမှာဘာပညာရှိလို့လဲရှင်။အဲ့ပေါ့အရေးတွက်အတူတူလောက်ရှိတာပေါ့။အရေးတွက်အတူတူလောက်ရှိတာပေါ့။ ပဇီတက်ပဇီယွာတယွာတဲ့တင်ဖြစ်စင်တင်စစ်တပ်ကဘုံလိုက်ကြည့်တယ်တစ်ချက်တည်းလူပေါင်း160တွေွားတယ်ဟမ်အဲ့တော့ပြည်သူကပိုသေးပြီပေါ့ဟမ်ဒီပေးရင်မဘလောက်သေးတယ်20ကျော်သေးတယ်အဲ့လို20ကျော်ရခိုင်မှာဘလောက်သေးတယ်ဟဲ့ဘုံတစ်ချက်တည်းမှာလူပေါင်း20အစိတ်450ရာချီသေးနေမှတော့ပြည်သူကမသေးလက်ခံနိုင်တော့မလားအဲ့ဒါအဲ့ဘုံကျဲတိုင်းအားလုံးက PDF ကကျဲတာမဟုတ်ဘူးနင်တို့စစ်ခွေးတွေပဲကျဲနေတာဆောင်မယ့်ကိစ္စတွေလိုက်ပါဖော်ဆောင်တာဘာဖြစ်များရှိလို့လဲရှင့် အုပ်ချုပ်မှုတွေဟာဆိုလဲဒီလိုပါပဲစစ်မှုတန်းအတွက်ကိုလူကောက်ရတယ်လူသစ်စုဆောင်ရတယ်ဒါဟာနိုင်ငံတော်ရဲ့လုံဆောင်ချက်တွေပါသူတို့မှာဖာပြစ်မှာမရှိပါဘူး။ဟုတ်ပါပြစ်မှာမရှိဘူး။စစ်မှုတန်းအတွက်ကိုလိုက်ပါဖော်ဆောင်လို့အပြစ်ပေးခြင်းလေဆိုရင်ပီတက်တွေကျွန်တော်ပြောချင်တာပေါ့နော်။ဒီစစ်မှုတန်းဥပဒေကိုအတီးပြုတ်လိုက်တဲ့ပုံကိုတွေကိုသွားပြီးတော့အနေနဲ့ပြုတ်နေအောင်ကြိုးစားကြည့်လေ။ဟုတ်။အဲ့လိုကြတော့အစွမ်းစားမရှိဘူးမဟုတ်လား။ဟုတ်အဲ့ဆိုရင်ဒီပြင်မှာရှိဆိုလို့ရှိရင်နစ်လင်မင်းအောင်နိုင်အောင်ဂျမ်ပါတွေဖြုတ်ခိုင်းလိုက်။ဟမ်။ဂျမ်ပါတွေဖြုတ်ခိုင်းတိုင်းပြည်ဗန္နာနဲ့ဝယ်ထားတဲ့ဂျမ်ပါတွေအောက်မှာမနေခိုင်းနဲ့။ နော်တိုင်းပြည်ဗန္နာနဲ့ဝယ်ထားတဲ့ကာဝေးပစ္စည်းတွေအောက်မှာမနေခိုင်းနဲ့လွတ်လွတ်လပ်လပ်လမ်းနေပြည်သူတွေကပြည်သူလိုနေမင်းအောင်နိုင်နေနိုင်လားအဲ့လိုနေနိုင်အရတယ်မဘူးနဲ့နေပြောသူလိုလုပ်ဝေးမယ်ဟမ်တိုင်းပြည်ဗန္နာတွေနဲ့ဝယ်ထားတဲ့စစ်လက်နဲ့ပစ္စည်းကာဝေးပစ္စည်းမျိုးစုံအထက်ထက်အောက်မှာတမအထက်ထက်အောက်မှာနေပြီးတော့လောက်တဲ့သူကိုသွားလောက်လို့ပြောလို့ဆိုတော့နင်ပြင်ခံလိုက်လေရလားဆိုဟမ်ပြင်ခံခြင်းရိုးရိုးပြောတိရဝင်ကားဟုတ်တိအလင်ကမလုပ်နဲ့နော်ပြင်ခံပါစီဟူးတိုင်းရဲ့မပြောပဲအဲ ဒီဥပဒေကိုပြဋ္ဌာန်းတဲ့လူတွေကိုတွတ်တတ်ပါဘူးတော်ရဲ့ပြောတော့ကြောင်းဝင်ငှဥတီလင်ကမြောက်ပါလေဆယ်တန်းမှစတင်ရတယ်လို့ပဲဟုတ်တယ်နော်ကဲလက်နဲ့မဲ့တဲ့အုပ်ချုပ်မှုတွေကိုပဲတတ်ဖြတ်နေကြတာကတရေဘောကြောင့်လည်းလောက်ရတယ်ပါနော်တတော်တတိရှိရဲဆိုလက်နဲ့ကန်အချင်းချင်းပဲခြားကြပါလားရှင်။ပြည်သူတွေကောင်းစင်မျိုးတက်။အဲ့အဲ့လားဆိုရင်စာတင်ချောင်းတွေကိုပုံကျဲတာ၊စေးရုံတွေကိုပုံကျဲတာတတိရှိတဲ့အလုပ်လား။မတိလို့ပါ။ထက်တာမလုပ်ပါနဲ့။ ဒါဟာကြမ်းပတ်မှုတွေပါပဲအားနည်းသူအနိုင်ကျင့်တာပါပဲဟုတ်ကဲ့တက်မပြည့်သေးသေးရှမ်းမလေးဝေးကမရင်းကျင်ဝါလာအဲ့ဒါကပါလေအဲ့ဒါမရင်းကျင်ခွင့်ရှိတာ73နှစ်ပဲရှိသေးတယ်စစ်တပ်ကကြည့်ပြီးတော့တတ်ဖြစ်ခဲ့တာဟမ်ကပြည်သူတွေကအားနည်းနေလို့ရက်တီမဲဆိုပြီးတော့ဖြစ်လာတဲ့ကိုယ့်ကိုခံယူထားတဲ့အဖွဲမဟုတ်လားပြည်သူတွေကိုကဲတင်မဲဆိုတကယ်နဲ့လှုပ်ဆောင်ပြည်သူတွေကိုကဲတင်တယ်လေပြည်သူကပြည်သူနေရာနေဘယ်သူမှလိုက်မတတ်ဘူးလေဟမ်ကြံတော်လှန်ရေးနယ်မြေမှာငါလိုက်ပြမယ်လာခဲ့ကြံဖို့ပါတီဝင်တွေအေဂျင့်ဆိုတာနေနေကြံဖို့ပါတီဝင်တပုံကြီး တပုံကြီးငါလိုက်ပြမင်းမယ်ဟမ်တချိန်နဲ့သူတို့ကြံ့ဖို့အမကန်နေအခုချိန်မှာကြံ့ဖို့လည်းမပါဘူးဘယ်မှမပါဘူးပြည်သူညမှာနေနေတယ်သူတို့အသက်ဘလူးမသွားယူတော့ဒုက္ခမပေးဘူးသူတို့အေးစေးစားတောင်းနေတပုံကြီးဟမ်ကြက်တရားကြတော့ပြည်သူတွေတပ်ဖြတ်နေတာပြည်သူပြည်သူကိုစားပြုတ်တယ်ဆိုပြီးတော့ဒီစစ်နေတော့စစ်ခွေးတွေဖောက်တဲ့အမိတ်ကိုလိုက်မလုံးနဲ့လေစစ်မှုထမ်းဥပဒေကိုဘလူဘဲပြည်သူလက်ခံတယ်ဟဲ့ကဲစစ်မှုထမ်းဥပဒေကိုပြည်သူလက်ခံတာထောက်ခံတာနေတော့ဖွတ်တယ်တော့ဟဲ့ထိုင်းတက်ပြင်းလာတဘုံကြီးငါငုတ်ဆွဲပြမလာခဲ့ငါခေါ်တင်လာတဲ့ဟာတွေ ဟမ်အဲ့တော့ပြည်သူလက်မခံတဲ့ဟာကိုလိုက်လုံနေတဲ့ကောင်ကိုတားတာတားတဲ့သူကပြည်သူဘက်ကမပါဘူးဆိုတော့စကားကိုနေဖို့လို့ပြောထွက်တယ်နင့်ပါဆက်ပေါက်ကလေတော်တော်ဟိုမဟုတ်တာအရန်ပြောလွယ်တယ်ပါဆက်ပေါက်ကငါကြည့်တာဟမ်ဆိုရင်လက်နဲ့ကင်ပြီးတော့ပြည်သူတွေလိန်နေရတဲ့တူတူပဲလေမင်းကပြောတာဟုတ်တယ်ကပြောသေးတယ်ကျမအနေနဲ့ကတော့တခုခုဆိုပြည်သူတွေမနစ်နာစေချင်တာပါ။မနစ်နာစေချင်ဟိုကော့တောင်းကနေဟိုဘူတာတို့အထိအမကော့ကော့ကြီးဖင်လိုက်ခံနေလိုက် အကျမပြည်သူတွေကိုမနှင်းတာတော့ရှင်ချခြင်းကောင်ချခြင်းလို့ဟမ်အဲ့ဒါဆိုပြည်သူတွေမနှင်းတာတော့ကျုံးမဲ့ကောင်တပုံးကြီးမဲ့ဘာလာလာတောင်းမဲ့ကောင်လေအမပြူစောတီးတွေဘာတွေကောင်ရှိတယ်အမဟမ်ပြည်သူတွေမနှင်းတာချင်းအဲ့လိုလောက်လိုက်သွားကောက်ကောက်ကြီးပစုံကြီးစမ်းကြီးပြင်ကန်းနဲ့ရိုးရိုးမခံနဲ့អော်ပြီးခံတိလားဟမ်စောက်ချက်ပြေတော့ဟမ်ကြားလဲဆိုတော့ကိုယူစားနေကိုပေါ့နော်ကြားပါလေတိုက်ခိုက်ပါဒါပေမဲ့လက်နက်ကင်အချင်းချင်းပဲတိုက်ခိုက်ကြပါ ဝိတ်တန်းတူမှထိုးလို့ကောင်းတာလေဝိတ်တန်းအဲ့ဒါအဲ့ဒါဆိုရင်မနေ့ညဘက်လက်ဖမ်းသွားတယ်မနေ့အလောင်းလာပို့တဲ့ဟာတွေကဝိတ်တန်းတူလို့လားဟမ်စောက်ရှက်မရှိဘူးတော့ဒီတို့နေနေတို့တခွန်းပြောရင်လေငါတို့ပြန်ပြောရင်အခွင့်အရေးတော့ပြောတတ်လို့ရတယ်သိလားလူရဲ့တို့ထိုးတယ်ဆိုအနိုင်ကျင့်တာပါပဲရှင်အနိုင်ကျင့်ဒီတမျိုးပါပဲဒါလေးစင်ကြင်ကြဖို့တော့ပါအုတ်ချွေးမှုတွေနေနေရလဲကိုယ့်ရဲ့ရက်ရွာမှာလုံချုံရေးကိုထုပြီးပြပါရှင်ဒီလိုမျိုးလုံချံတက်ပြဲမှုတွေမှာအုတ်ချွေးမှုတွေအများဆုံးခံရပါတယ်အုတ်ချွေးမှုတွေဖြစ်လာတဲ့ခါမှာဆိုရင်လဲတော်တော်ကို ဘယ်လိုမှမလုပ်ဘူးအရာအများရယ်ပေါ့နော်ဒီကြားထဲမှာမှအချို့တော့ဆုံးပြူအုပ်ချုပ်ရေးမှုတွေကလည်းစစ်မှုထမ်းနဲ့ပတ်သက်ပြီးငွေကြေးကောက်ခံတာတွေလုပ်တဲ့အတွက်တကယ်အလုပ်ကိုတေချာလုပ်တဲ့အုပ်ချုပ်ရေးမှုတွေမှာနစ်နာရပါတယ်ပီတက်ကလုံးကြံတက်ဖြတ်တာခံရတဲ့အချိန်ကျတော့အပြစ်ရှိရှိရှိမရှိရှိအုပ်ချုပ်ရေးမှုဖြစ်တယ်ဆိုတာနဲ့တက်ဖြတ်ခံရရောဒါဟာမကောင်းတဲ့အခြေအနေတစ်ခုပါရှင့်ဒါကြောင့်ဒီပြုစင်ကြံနိုင်မှုအတွက်ကျွန်မတင်ဆက်ပေးတာပါ PDF တွေလည်းအပြစ်မရှိတဲ့လက်လက်မဲ့တဲ့အုပ်ချုပ်မှုတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေမှအတူတူတတိယညရှိရဲဆိုရင် မြမတက်မလို့ရဲ့တက်တေရှိကိုပဲသွားပြီးတော့ရင်းဆိုင်တိုက်ခိုက်ကြပါလို့ကျွန်မအနေနဲ့တိုက်တွန်းလိုက်ပါရစေရှင်။ Okay ကောင်းပြီ။နေရင်နေအကြံပြုတ်တဲ့ဟာငါတို့လက်ခံပေးမယ်။ဒါပေမဲ့ခုနကပြောနံပါတ်1မြမတက်မတော်ရှိကိုနေလို့တွားပြီးတော့ငါတို့ PDF တွေရင်းဆိုင်ခိုင်းရအောင်။ Okay ရင်းဆိုင်ပေးမယ်။ဒါဆိုရင် level ပေါ့။နေပြောအားနဲ့တူကိုအနိုင်မကျင့်အောင်လေရင်မတုံးမဲတိုက်ရဲလား။တိုက်တော့ drone တုံးနော်လေရင်မတုံးနဲ့နင်တို့ဘက်ကတိုက်ရဲလားမင်းအောင်နိုင်ကိုသွားဆော့လို့ပြောတယ်နော် okay ကောင်းပြီ ဂျမ်ပါအထက်ထက်ခံထားတဲ့တိုင်းပြည်ဗန္နာနဲ့ဝယ်ထားတဲ့ကာကွယ်ရေးပစ္စည်းမျိုးစုံအောက်မှာစောက်ခေါင်းထဲမှာမနေဘဲနဲ့အပြင်မှာတာမန်ပြည်သူတယောက်လိုနေခိုင်းလိုက်အဲ့နှစ်ချက်ပဲလောက်ခိုင်းအများကြီးမတောင်းဆိုဘူးနော်ငါတို့ PDF တိုက်ပေးမယ်နင်တို့အုတ်ကြီးလောက်ကိုချော်ပေးမယ်အုတ်ကြီးကြိုက်တဲ့လောက်ချော်ပေးမယ်နော်ဒါပေမဲ့အဲ့ဒီနှစ်ချက်လောက်ကိုလုတ်ပေးရလားလေရင်မတောင်းနဲ့နင်တို့ပြောနင်ပြောသလိုပေါ့ပါဘာ level 5လားဟုတ်လားအေးအဲ့လိုမျိုးအဲ့လိုမျိုးပေါ့ဟမ်မလုံရဲဘူးလား ဟမ်မရှက်တာလားဒီစကားတွေပြောနေရင်ငါတို့ဘက်ကဟာတော့တလုံးလောက်ထားတာမတွေးဘူးလားအဲ့လိုအသွေးတွေမတွေးတာအကောင်းပြောတာစပ်စပ်ပတ်တာစုစပ်စပတ်နာစုတော့ပါလေဟမ်အဲ့ဒါစစ်ခွေးဒီတက်ကုံးမှဖြစ်မှာပဲစပတ်နာစုဆိုတော့နာမည်တော့တွင်တော့မှာပါကွာဟုတ်တယ်မလားနာမည်ဟုတ်တယ်ပါတက်ကုံးမှတဲ့ငါစိတ်ညစ်တယ်ဟမ်နောက်မှလားကိုစကားတလုံးပြောတော့မယ်ဆိုရင်လေဟုတ်တယ်မလားအာ PDF တည်းဘာဖြစ်လဲညာဖြစ်တယ်ပြောတော့မယ်ဆိုရင်ကိုဘက်ကရောဘလို့လဲအရင်ပြန်ကြည့်သိလား နော် PDF တွေကအုတ်ကြီးတယောက်တွားပစ်တယ်။ဘာဖြစ်လို့ပစ်တာလဲ။စစ်မှုထမ်းဥပဒေမှာပြည်သူတွေကြီးရပတ်စံလိုက်တောင်းလို့ဘာဖြစ်လို့တောင်းတာလဲ။ပြည်သူကကြည်ပြီးတော့တောင်းတာမကြည်ဘူးပဲအတင်းအဓမ္မလိုက်တောင်းတာ။မပေးတဲ့ပြည်သူဘာလုပ်လဲ။မပေးတဲ့ပြည်သူစစ်ခွဲနဲ့ပေးဖမ်းခိုင်းတယ်။မညဖမ်းဝါမနဲ့အလောင်းလာပို့တယ်။အလောက်ကြီးရုပ်မာတဲ့အုတ်ကြီးတွေချက်ချင်းတွားတတ်တာလားမဟုတ်ဘူး။အရင်တတိပေးသေးတယ်။တတိပေးတာမနာထောင်ဘူးလား။စောက်ပြီးဘူးမဆိုင်ဘူး။စောက်ဘူးမဆိုင်တဲ့ကောင်ပြစ်သေးအေးတာပေါ့တဲ့။အဲ့ဒါကြီးပဲ။ နော်အဲ့တော့အဲ့ဒါအဲ့ဒါပီဒီပီဒီရဲ့အပြည့်ရှိမယ်ဆိုရင်ငါပြောသလိုပဇီးရွာတရွာတဲ့ခလေးပေါင်း40ကျော်သေးရတယ်နော်ပြည်သူအားလုံး160တပြိုင်တည်းအုံးခွန်းအဖိုင်းနဲ့တွေ့ရလားဟမ်ဒီပဲရင်ရခိုင်တနင်္လာနေ့တိုင်းနင်တို့အဲ့လိုဘုံနဲ့ကျဲတော့လူအယောက်10ယောက်အထက်သေးရတဲ့အစုလိုက်ပြောင်းလိုက်သေမှုမျိုးမြန်မာပြည်မှာဘယ်နှကြိမ်ပြည်ပြွားပြီလဲအဲ့ဒါတွေကိုအရင်ကြည့်အဲ့ဒါလူတက်မှုအစ်စ် ဒီအရွယ်မြောက်တဲ့ခလေးလေးတွေအဲ့ဒါဘာမှမဆိုင်တဲ့အဟာတွေနော်အဲ့တော့ရွေးကောက်ပွဲဆိုတာမှတ်ထားမင်းအောင်လှိုင်ဟာကာကွယ်ဦးစည်းချုပ်အစ်စ်မရှိတယ်သူ့ရဲ့စီနီယာနံပါတ်၈ပဲရှိတယ်တိုင်းပြည်နဲ့တိုင်းပြည်ရဲ့အစင်နဲ့တော့မဆိုအဲ့ဒီနံပါတ်၈ကကောင်ကနိုင်ငံသားအားလုံးရဲ့ခြေကဥဒေနမှာပါပြီးတာနော်နင်တို့ကိုယ်တိုင်ထောက်ခံထားတဲ့ဥပဒေနမှာကြည့်နိုင်ငံတော်တမနာဆိုတာနိုင်ငံသားအားလုံးရဲ့အထွတ်အထိပ်ဖြစ်တည်တယ်နော် ထုတ်ထက်တုထက်ကြီးတာမရှိတော့ဒီနိုင်ငံမှာအဲ့တုထက်ကြီးတာမရှိတဲ့တမရကိုနံပါတ်စဉ်၈ကကောင်ကဘာလုပ်လဲတနတ်အားကိုနဲ့လာဖမ်းတာမနက်၅နာရီနော်မနက်၅နာရီမှာလာဖမ်းတယ်တမရကိုမင်းအောင်လိုင်းကာလုံခေါ်တာမနက်၉နာရီနော်၅နာရီ၆နာရီ8နာရီ9နာရီ10နာရီ4နာရီกว่าတယ်အဲ့ဒါနိုင်ငံတော်အာဏာသိမ်းမှုကြီးတစ္ဆာဖောက်ပြန်မှုကြီးနိုင်ငံတော်ပုံကံမှုကြီး ဒီအပြစ်တက်ကြီးလေးတဲ့အပြစ်မရှိတော့ဒီလားနော်ရေများရေနိုင်မီးများမီးနိုင်ဖြစ်နေလို့မင်းအောင်လိုင်ကိုဘလူးမမပြောတာတကယ်တကယ်ဥပဒေကြောင့်ကမင်းအောင်လိုင်ကရာနိုင်ငံတော်ပုံကန်ထားတဲ့ရာဇဝတ်ကောင်ကြီးအဲ့ဒီရာဇဝတ်ကောင်ကြီးခိုင်းနှမြလိုက်လို့တဲ့ကောင်မနှမြရာဇဝတ်မှုအားပေးတဲ့ရွယ်ကောင်လို့အဲ့တော့ဒီရာဇဝတ်ကောင်ကကျင်းပတဲ့ရွယ်ကောင်ပွဲဘလို့အတရားဝင်မှာငါဝင်ပြန်ဟမ်နှစ်ပြင်းတဲ့စစ်ခွေးလီးဝင်လာတော့လွယ်လွယ်နိုင်မယ်တိလားအေးမှတ်ထားအဲ့တော့ နင်တို့လိုရာဆွဲမပြောနဲ့ပဂရိရှိတရားကိုပြောတိလားအဲ့တော့ပြည်သူတွေဘက်ကနားတယ်ဆိုရင်ငါပြောဘူးဝပြီအဲ့ဒီတော်လှန်ရေးဒေတာတွေမှာတိုက်ပွဲတွေဖြစ်တာဒီဘလူတွားပြစ်လို့လေစစ်တပ်ကတွားပြစ်လို့เนาะစစ်တပ်အုပ်ချုပ်ထားတဲ့မြို့တွေမှာအေးချမ်းနေတာဒီဘလူနာမပြစ်လို့တဲ့အဲ့ဒါလေးပဲနင်တို့ကြည့်နော်အဲ့တော့ပြည်သူပြည်သူဘက်ကနားတယ်ဆိုရင်ဒီတို့စစ်ခွေးတွေတနက်ပြောင်းအောက်ဆိုင်ထိုင်လိုက်ဒီနေ့စစ်ခွေးတွေတနက်ပြောင်းဒီနေ့အောက်ဆိုင်ကြည့်ဒီနေ့တိုင်းပြည်ငြိမ်းချမ်းတယ်အပေါ်တွေပြောနေကြမလို့ဘူးနော် အဲ့တော့နောက်ဆုံးမှတ်ထားစကားပြောရင်ပေါက်ပန်း40ဒီမပြောနဲ့အဲ့လိုဗယံမနာကြီးထွက်ပြောရင်ငါတော့သူ့ရင်နှုတ်ပြီးရိုက်မှာပဲမကျင်းတဲ့လဲသေး